င်္ဂလာပါရှင်ကျွန်မကတော့မနှင်းဝေပါဒီနေ့မှာတော့ manufacturing လုပ်ငန်းတွေအတွက်အရေးကြီးပြီးရောတတိထားတဲ့အချက်လေးတွေကိုမျှဝေပေးသွားပါမယ် manufacturing လုပ်ငန်းတွေအနေနဲ့လုပ်ငန်းအောင်မြင်မှုအတွက်ဆိုရင်အဓိကအချက်၃ချက်ကိုထည့်သင့်စဉ်းစားရပါတယ်။ကုန်စံနဲ့ကုန်ကြောပစ္စည်းစည်ရင်းတွေကိုစီမံခန့်ခွဲမှုထုတ်လုပ်မှု process ဖြစ်စဉ်တွေကိုစီမံခန့်ခွဲမှုနဲ့အတူအရည်သွေးကောင်းမှုအတွက် quality control ပိုင်းစီမံခန့်ခွဲမှုစတဲ့အဓိအချက်၃ချက်ကတော့ manufacturing လုပ်ငန်းတွေအတွက်အရေးကြီးတဲ့အချက်၃ချက်ပဲဖြစ်ပါတယ်။ manufacturing လုပ်ငန်းတွေဆိုတာကလုပ်ငန်းတွင်ထုတ်လုပ်မှုဖြစ်စဉ်တွေမှာအမှားယွင်းတစ်စုံတရာရှိသွားရဲဆိုရင် social နဲ့နာမှုများတဲ့အတွက်ကြောင့်မလို့စနစ်တကျစီမံလုံဆောင်ထားတဲ့ ERP software စ system တွေကိုအသုံးပြုဖို့အတွက် invest လုပ်သင့်ပါတယ်။ Innovate ရဲ့ Odoo ERP system မှာဆိုရင်ကုန်စံတွေကိုဝယ်ယူတာကနေစပြီးတော့သက်ဆိုင်ရာ production warehouse တွေမှာထိန်းသိမ်းပြီးတော့ကုန်စောတွေထုတ်လုပ်တဲ့အချိန်မှာလည်းလုပ်ငန်းရဲ့လိုအပ်ချက်အလိုက် ပြုလုပ်ခြင်းနဲ့ပက်ကေ့ချင်းအမျိုးအစားတွေ UM အမျိုးအစားတွေပြောင်းလဲပြီးတော့ထုတ်လုပ်နိုင်ပါတယ်။ဒါ့အပြင် manufacturing order တိုင်းနဲ့အတူအလေလွင့်ဖြစ်တဲ့ပစ္စည်းတွေကိုလည်းစနစ်တကျ record လုပ်ပြီးတော့သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ကျင်းပမှာအသုံးပြုနေတဲ့ထုတ်လုပ်မှု process ဖြစ်စဉ်တွေအကုန်လုံးကို software ထဲမှာ စနစ်တကျအသုံးပြုနိုင်တာကြောင့်မလို့ကုန်ကျန်းတွေမလုံလောက်လို့ထုတ်လုပ်မှု process ဖြစ်စဉ်တွေကိုရပ်တန့်ထားရတာမျိုးတွေကုန်ကျန်းတွေကိုလိုအပ်တာထဲပို့ဝယ်မိရာမျိုးတွေယခုလိုမျိုးပြင်ပမှာတုံးနေရထုတ်လုပ်မှု process ဖြစ်စဉ်တွေအတိုင်းကိုဆော့ဝဲတွေမှာအသုံးပြုနိုင်တာကြောင့်မလို့ကုန်ကျန်းမလုံလောက်လို့ထုတ်လုပ်မှု ရက်တန်ရတာမျိုးတွေကုန်ကျန်းကိုလိုအပ်တာထက်ပိုဝယ်မိရမျိုးတွေမဖြစ်တော့ဘဲနဲ့ထုတ်လုပ်မှု process ဖြစ်စဉ်တွေကိုလည်းအချိန်မီထုတ်လုပ်နိုင်ပြီးတော့ကုန်ကျစရိတ်တွေကိုလည်းထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ကုန်ကျန်းတွေကို manufacturing order ပြုလုပ်ပြီးတော့ကုန်ကျောထွက်လာတဲ့အချိန်မှာလည်းကုန်ကျောတွေကို warehouse location အတီးတီးကို internet transfer နဲ့ပို့ဆောင်ပေးလို့ရပြီးတော့ warehouse တွေကိုရောက်လာတဲ့အချိန်မှာလည်းသက်ဆိုင်ရာအယောင်ဌာနတွေကတန်းယူပြီးတော့အယောင် process တွေကိုလုံဆောင်သွားလို့ရပါတယ်။ကုန်ကျန်းတွေကိုထုတ်လုပ်တဲ့ warehouse location ကနေသက်ဆိုင်ရာကုန်ကျော တွေကိုဖြန့်ချိရဲ့အချိန်မှာလဲ location alike အရေအတွက် alike စနစ်တကျ software တွေမှာစာရင်းသွင်းပြီးတော့လုံဆောင်လို့ရပါတယ်။ Odoo system မှာဆိုရင်လုပ်ငန်းတစ်ခုလုံးရဲ့ကုန်ကျန်းကုန်သောပစ္စည်းစာရင်းတွေကို real time ကြည့်ရှုလို့ရနိုင်တာကြောင့်လုပ်ငန်းစီမံခန့်ခွဲမှုအပိုင်းမှာလဲအထောက်အကူဖြစ်စေပါတယ်။ဒါ့အပြင် လုပ်ငန်းရဲ့စာရင်းစရာအရှုံးမြတ်တွက်တာတွေကနေစလို့ report ထွက်တဲ့အချက်ကို ပြုတ်လုလို့ရတာကြောင့်ကိုတို့ ERP system အဆိုရင် manufacturing လုပ်ငန်းတွေအတွက်အရန်ကိုအသုံးဝင်တဲ့ system တစ်ခုပဲဖြစ်ပါတယ်။ Innovate solution မှာဆိုရင်မိမိလုပ်ငန်းနဲ့ kait ညီရဲ့ ERP software system တွေကိုရရှိအောင်စူးစမ်းဆောင်ရွက်ပေးနေတာဖြစ်ပြီးရော software ဝယ်ယူအသုံးပြုပြီးနောက်မှာလည်း after စစ်ဆေးပေးအနေနဲ့ operation မှာအဆင်ပြေအောင် support လုပ်ပေးနေမယ် customer support တင်လည်းရှိရဖြစ်တဲ့အတွက်ကြောင့်မလို့မိမိရဲ့လုပ်ငန်းမှာ Odoo ERP အသုံးပြုကြတယ်ဆိုရင်အခုပဲဆက်သွယ်လိုက်ပါရှင်။